မေလ31ရက်နေ့မေရောတန်တာအေဒီစဘတ်ထံတွားရောက်နှုတ်ဆက်ခြင်းရှင်လူကာအေဥံဂလိကျမ်းအခန်းကြီး1အခန်းငယ်39မှ56ထိုနေ့ရတို့၌မာရိယာသည်ထ၍တောင်ကုန်းအရက်ရှိဂျူရာမြို့တစ်မြို့သို့အလင်းအမြန်သွားပြီးလျှင်ဇကာရိယာ၏အိမ်သို့ဝင်ကာအေလိဇဘက်ကိုနှုတ်ဆက်လေ၏အေလိဇဘက်သည်လည်း မာရိယာ၏နှုတ်ဆက်တံကို ကြားသောအခါသူမ၏သားငယ်သည်ဝမ်းတွင်း၌ခုန်မြူလေ၏ထိုအခါအဲလိဇဘက်သည်ဝိညာဉ်တော်မြတ်နှင့်ပြည့်ဝလျက်ကျယ်သောအတန်ဖြင့်ကြွေးကြော်သည်ကားတင်းသည် မိမတကာတို့တွင်မြတ်သောမင်္ဂလာရှိသူဖြစ်၏တင်း၏ဝမ်းတွင်းမှအတီးတော်သည်လည်းမင်္ဂလာရှိတော်မူ၏ကျမသခင်၏မယ်တော်သည်ကျမထံသို့ကြွလာသောဂျေဇုတော်ကိုကျမသည်အဘယ်ကြောင့် ခံထိုက်ပါသည်နီအကြောင်းမူကားတီးနှုတ်ဆက်စကားတန်သည် ကျမ၏နားသို့ရောက်သည်နှင့် ကျမ၏ဝမ်းတွင်းမှသားငယ်သည်ဝမ်းမြောက်ခြင်းဖြင့်ခုံမြူးလေပြီမိမိအားထာဝရဘုရားသခင်မိန့်တော်မူသောစကားသည် ပြည့်စုံလိမ့်မည်ဟုယုံကြည်သောမိမသည် မင်္ဂလာရှိ၏ဟု ဆိုလေ၏ထိုအခါမာရိယာကမွဲ့ဆိုသည်ကား ငါ၏ဝိညာဉ်သည် ထာဝရဘုရားသခင်ကို ချီးမွမ်း၏ငါ၏စိတ်နှလုံးသည်လည်းငါ၏ကယ်တင်ရှင်ဘုရားသခင်၌ရှင်လန်းဝမ်းမြောက်ခြင်းရှိ၏အကြောင်းမူကားကိုတော်သည်မိမိကျွန်မ၏နှိမ်ချသောအဖြစ်ကို ကြည့်ရှုတော်မူလေပြီယခုမှစ၍ခတ်သိမ်းသောလူမျိုးအစဉ်ဆက်တို့သည်ငါကိုမင်္ဂလာရှိသောသူဟု ခေါ်ကြလိမ့်မည်အကြောင်းမူကားတကိုးကြည့်တော်မူသောသခင်သည်ငါအဖို့ကြီးမြတ်သောအမှုရာကိုပြုတော်မူပြီး ိုရောဤနာမတော်သည်တန်ရှင်းမြတ်တော်မူ၏ကိုရောဤကုဏာတော်သည်လည်းမိမိကိုကြောက်ရွံ့ယူတည်တော်သူတို့အပေါ်သို့တားဆင်မြေဆက်တက်ရောက်လေ၏ကိုရောသည်လက်ယုံတော်အားဖြင့်ခွန်အားတကုတ်ကိုပြတော်မူ၍စိတ်၌မာနထောင်လွှားသောသူတို့ကိုကွဲလွင့်စေတော်မူပြီးကိုရောသည်အင်အားကြီးသောသူတို့ကိုအယိုက်ယာမချတော်မူ၍နှိမ့်ချသောသူတို့ကိုချီးမြှောက်တော်မူပြီးကိုရောသည်ငတ်မတော်သူတို့ကို ကောင်းသောအရာတို့နှင့်ပြည့်ဝစေ၍ကျွယ်ဝသောသူတို့ကို လက်ချီးသက်သက်လွှတ်လိုက်တော်မူ၏ကိုတော်သည်မိမိ၏ဂိယနာတော်ကို အောက်မေ့တော်မူသဖြင့်မိမိ၏အစေခံအစ္စရာယေကို ကူညီဆောင်မတော်မူပြီးငါတို့၏ဘိုးဘေးများဖြစ်သောအာဗြဟံမှစ၍သူ၏မျိုးနွယ်အစဉ်ဆက်တို့၌ထားခဲ့သောဂရိတော်အတိုင်းကိုတော်သည် အစင်သာဝရကူညီဆောင်မတော်မူလေပြီးဟု မွဲ့ဆိုလေ၏ ထိုနောက်မာရိယာသည်အဲလိဇဘက်နှင့်အတူ သုံးလခန့်နေပြီးမှမိမိအိမ်သို့ပြန်လေ၏ယေရှုခရစ်တော်သခင်မွန်မြတ်သောဧဝံဂေလိတရားတော်ပေသည် The visitation ဘယ်တော့ခင်မတန်တာအဲလိဇဘက်ထံလာရောက်လက်ဘက်နှုတ်ဆက်ခြင်းပွဲတော်ကိုကျွန်တော်တို့ကျင်းပပါတယ်ဒီပွဲတော်ကိုကျင်းပခြင်းဟာပျော်ရွှင်ခြင်းကိုကျင်းပခြင်းလည်းဖြစ်ပါတယ် တန်လူကားဟာစကလုံးဒီစကလုံးတစ်လုံးတည်းကိုပဲခန်းကြီး6မှာထပ်သုံးထားတာတွေ့ရပါတယ်။မင်္ဂလာတရားတော်တွေတခင်စုတမန်တော်တွေကိုဟောကြားတဲ့အခါမှာသူတို့ရဲ့ပျော်ရွှင်ခြင်းကိုထပ်တူပြုထားတဲ့သဘောဖြစ်ပါတယ်။ဒီနေ့တနအေလိဇဘက်ထံမယ်တော်ရောက်လာပြီတပါးလည်းမဟုတ်ပဲတားတော်ကိုသူ့ဘာမှလွယ်ပိုက်ပြီးရောက်ရှိလာခြင်းဖြစ်ပါတယ်ကဲဒီကြီးရောက်ရှိလာပြီ ပျော်ရွှင်ခြင်းကိုကျင်းပရခြင်းအကြောင်းဟန်ဒါပဲဖြစ်ပါတယ်။ဖရာဟာနေတဲ့ဖရာဖြစ်ပါတယ်။ဝေးနေတယ်လို့ကျွန်တော်တို့တစ်ခါတည်းထင်ကောင်းထင်မဲ့ပြစ်သွားပြီလို့ထင်ကောင်းထင်မဲ့အသင်တိတ်နေတယ်ကျွန်တော်တို့ပြောတဲ့ကိုမကြားတော့ဘူးဘာမှတုံ့ပြန်မှုမပေးတော့ဘူးလို့ထင်ကောင်းထင်နေတဲ့အချိန်မှာတော့မှအနည်းဆုံးမှရှိပါသေးလားဆိုတာကိုသခင်သူရဲ့အဖြစ်ပြက်ဒီအားဖြင့်တတ်သေးပြခဲ့တဲ့ဖရာဖြစ်နေပါတယ်အထူးသဖြင့်တောက်ကြနေကြီးမှလိုမျိုး ခမီးတော်ဝေးနေပြီလို့ထင်ရပေမဲ့အနည်းဆုံးမှရှိပါတယ်ဆိုတဲ့ချက်ကိုရှင်မြန်ထမြောက်ခြင်းနဲ့ပြန်ပြီးတက်တည်ပြခဲ့တာမျိုးဖះဟာနီးကပ်လုံးနေပါတယ်အကြောင်းဒီနီးကပ်ခြင်းကြောင့်ပျော်ရွှင်ရခြင်းပဲဖြစ်ပါတယ်နီးကပ်ခြင်းကိုတိပြီးယုံပြီးတော့ပျော်ရွှင်ပါတယ် second samuel ဓမ္မဟောင်းမှာလည်းပဲဒါဝိမင်းကြီးတဟာဖွဲ့ရတစ်တာတော့သူတို့လူမျိုးတွေကြားတဲ့ကိုပြန်လာတယ် တရားကြောင့်ပျော်ရွှင်တယ်။သူ့ကိုယ်သူမိသည်ထီအောင်ကိုပျော်ရွှင်တဲ့အခြေအနေရှင်းပြလို့မရနိုင်လောက်အောင်ကြီးမားတဲ့ပျော်ရွှင်မှုမျိုးဖြစ်ပါတယ်။တရားဒီပျော်ရွှင်မှုမျိုးကိုရလိုက်တာဒီနေ့ပဲဖြစ်ပါတယ်။အပြင်းပန်းဒုက္ခတွေကင်းဝင်သွားလို့ရှင်းစရာပြင်းဆိုင်စရာဖြေရှင်းစရာတွေပြဿနာအမျိုးမျိုးတွေကင်းဝင်သွားလို့ပျော်ရွှင်တယ်။ဆိုတာမျိုးမဟုတ်ပဲ။တရားဒီကြားထဲမှာတွေပို့ပြီးတော့နှက်ဆိုင်တဲ့နေရာကပျော်ရွှင်မှုဖျားသခင်လာကင်းဝတ်တယ်။ ဖျားသခင်ဘယ်တော့မှပြတ်မသွားဘူးအများရမဲ့နေနေတယ်အထူးသဖြင့်ကိုယ့်ရဲ့ဒုက္ခအရောက်ဆုံးချိန်မှာအတွင်းသက်အကြဆုံးနေရာမှာတည်ရှိနေတယ်ဆိုတဲ့အချက်တောက်ကြနေ့ကြီးအဖြစ်ပြက်လိုမျိုးနဲ့လည်းပဲတခါလေတည်ရှိနိုင်ပါတယ်ဆိုတဲ့အခြေအနေမျိုးကျွန်တော်တို့ယုံကြည်ထားကြရပါလိမ့်မယ်ဒါကြောင့်ဒီနေ့ပွဲဟာကျင်းပတယ်ပျော်ရွှင်ခြင်းဟာဘယ်တော့မှမပြတ်နိုင်တဲ့ပျော်ရွှင်ခြင်းဘာဖြစ်လို့လဲဆိုရင်ဘယ်တော့မှမပြတ်နိုင်တော့တဲ့ကဲတင်ခြင်းကိုယူလာတယ် အထာဝရဒီမဲ့ကယ်တင်ခြင်းကိုကျွန်တော်တို့ဂျားထဲမှာသူ့ကိုယ်တိုင်လာရောက်ဖြန့်ဝေပေးလိုက်လို့ပဲဖြစ်ပါတယ် visitation ရဲ့ပျော်ရွှင်ခြင်းများကျွန်တော်တို့နှလုံးသားထဲမှာပြန့်နှံ့စိတ်ဝင်ဆွေမြေပါစေတော့